မြန်မာပြည်ကအလှဆုံးနေရာတွေထဲမှာကချင်ပြည်နယ်ပူတာအိုမြောက်ပိုင်းကရေခဲတောင်တွေလည်းပါပါတယ်ဒီရေခဲတောင်တွေပေါ်မှာကျွန်တော်တို့မမြင်ဘူးသေးတဲ့အလှတွေများစွာကြန့်ရှိနေသေးပြီးထူးခြားဆန်းပြားတဲ့မြို့တွေလည်းပါပါတယ်ဒါကရေခဲတောင်မြို့လို့ခေါ်ဆိုကြပြီးစားလို့ရတဲ့မြို့တစ်မျိုးဖြစ်ကရေခဲတောင်ပေါ်က ထင်းရှူးပင်တွေပေါ်မှာကပ်ပြီးပေါက်လေရှိပါတယ်ရည်ရည်ရည်ခဲနေတဲ့ပုံတန်ရှိပြီးအဖြူရောင်မှုအုပ်စုကြီးဖြစ်တာကြောင့်အရန်ကိုလှပပြီးမြင်ရခဲ့တဲ့မှုတစ်မျိုးပါ။ ဒီမိုကို Meribles Gigantes လို့ခေါ်ဆိုကြပြီးတော့တောင်ပေါ်နေတိုင်းရင်းသားတွေကစားလို့ရတယ်လို့ဆိုပါတယ်။ပုံစံတူတဲ့မိုတွေအများကြီးရှိတာကြောင့်ဒေတာခန့်တွေကညွန့်ပြတာသာစားတင်ပြီးအပြင်မှာတွေ့ရလေးရှိပါတယ်။ဒီမိုကတော့ရှိတာကီမိုအမျိုးအစားဖြစ်ပြီးစားတောက်ဆိုင်တွေမှာထည့်သွင်းလေးရှိကြကစားကောင်းပြီးအင်မတန်ဈေးကြီးပါတယ်။အဟာရပြည့်ဝပြီးအရသာထူးကဲတာကြောင့်စားတောက်ဆိုင်တို့ရဲ့လက်ဆွဲဖြစ်တယ်လို့ရေခဲတောင်ချီတွေနားမှာသာတွေ့ရလေးရှိပါတယ်။ ဒီမူကထမင်းရီမူလို့ခေါ်ဆိုကြပြီးအယောင်၃မျိုးလောက်ရှိပြီးစားလို့ရတဲ့မူဖြစ်ပေမဲ့ပုံစံတူမူဆက်ကတော့အစိပ်ဖြစ်တယ်။အစိပ်ပါတာအဖြူရောင်ဖြစ်ပြီးထမင်းရီမူကတော့အချွဲကြီးတွေပါဝင်နေပြီးတော့ထောက်ကျံမူလို့လည်းခေါ်ကြပါတယ်။ဒီမူကတော့ Gallon and Marginate လို့ခေါ်ကြပြီး ရေခဲတောင်ပေါ်ကတစ်တိုးတွေထဲမှာပောက်ပြီးစားလို့မရပဲအစိပ်ရှိပါတယ်။စားလို့ရတဲ့မိုချက်စီနဲ့တနန်တူနေပေမဲ့စားမိတဲ့လူကိုသေစေနိုင်တဲ့အထိအစိပ်ပြင်းတာကြောင့်သတိထားရမယ့်မူပါ ဒီမိုကိုမှိုစိမ်းစားမှိုတက်ကတ်လို့လဲအဆုံခေါ်ဆိုကြပြီးတရုတ်စားစာရီထဲမှာထဲသုံးလေးရှိတဲ့မှုဖြစ်ပြီးအနီရောင်ဆင်းရှိပါတယ်။အနီရောင်ရွှဲရွှဲလေးနဲ့ချိုချင်လုံးလိုအယောင်ရှိတာမှုကျက်တူရွေးမှုလို့လဲခေါ်ကြတဲ့အထီလှတဲ့မှုတစ်မျိုးပါ။ဒီမိုကိုတော့မှိုနဲ့လို့ခေါ်ဆိုကြပြီးစားလို့မရတဲ့အပြင်သူ့အယောင်ကညူမဲနေတဲ့တဲ့န်ကြောင့်ဆုံးမတွေတုံးနေမှုလို့လူဖြစ်နေတယ်။ဒီမိုကတော့အတော်ရုပ်ဆိုးတာကြောင့်မှိုရုပ်ဆိုးလို့အမိပေးထားဟန်တူတယ်။ ီမူကိုတော့မှုချက်စီလို့ခေါ်ကြပြီးစားလို့ရတဲ့မူဖြစ်ကတုတ်စားတာဟင်းရည်ချက်စားတာမျိုးတွေပြုလုပ်ကြပါတယ်။ဒီမူကတော့စားလို့မရတဲ့မူဖြစ်ပြီးမှုတွေမှာခြေကျင်းပါတယ်ဆိုရင်တော့အစိတ်ရှိပြီးစားလို့မရတဲ့မူတွေများပါတယ်။ဒီမူကမှုလေကောင်းဖြစ်ပြီးစားလို့မရပဲအစိတ်ပါတဲ့မှုအုပ်စုစည်ရင်ထဲမှာပါဝင်နေပြီးအေးတဲ့နေရာမှာပေါက်တယ်။ဒီမူကလည်းတောင်ကျိုးတွေထဲမှာပေါက်လိမ့်ရှိပြီးစားလို့မရတဲ့မှုမျိုးစားလည်းဖြစ်ပါတယ်။ ဒီမူကမူနီမျိုးစားဖြစ်ပြီးစားလို့ရတဲ့မူဖြစ်ကယောဒေတာအခေါ်ပက်ကလာမူတောင်းမူလို့လည်းခေါ်ကြတယ်။ဒီမူကတော့ဖန်ကီမူအမျိုးစားဖြစ်ပြီးတော့စားလို့မရတယ်လို့ဟိုလိုလိုဒီလိုလိုမူအမျိုးစားလည်းဖြစ်နေပါဗျ။ဒီမူကထွတ်ချတယ်မခေါ်နေတဲ့မဖြစ်ပြီးတော့အနီရောင်အစွဲတန်ဖြစ်နေပြီးစားလို့မရတဲ့မူအမျိုးစားဖြစ်ပါတယ်။ဒီလိုမူအမျိုးစားတွေဟာကချင်ပြည်နယ်ပူတာဝူဒေတာဘက်ကရေခဲတောင်ဒေတာတွေမှာပေါရောက်လေ့ရှိတဲ့မူတွေဖြစ်ပါတယ်။